ွာချားတဲ့ဇာခိုင်နှုန်းတွေကိုပြတဲ့ graph ဖြစ်ပါတယ်။အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကွာလေးလာရမယ်ပေါ့လေ။ Elon Musk တို့ Jeff Bezos တို့ Bill Gates တို့သူတို့ရဲ့ billionaire ရဲ့ချမ်းသာကြွယ်ဝမှုကထင်တယ်လို့မယူရှင်းဘူး။ကျွန်တော်တို့အများစုက billionaire ရဲ့ wealthiness ပေါ့သူတို့ရဲ့ချမ်းသာမှုကသူတို့ bank account ထဲမှာရှိနေတဲ့ငွေအမောင်းတွေကိုတွေးထက်ကြတယ်။ဒါပေမဲ့တကယ်တကယ်တော့နောက်ပဲမှာကျွန်တော်တို့မသိသေးတဲ့ flag တွေနောက်ပြီးတော့ဥပဒေကိုလက်တလုံးချလုပ်ပြီးသူတို့ရဲ့ကြွယ်ဝချမ်းသာမှုကို တက်နိုင်တဲ့လောက်ထိနေနေပြီအများကြီးရှိပါတယ်ဒီတော့အဲ့ဒီနည်းတွေကဘာတွေလဲဘီလီယံနာတွေဘယ်လိုမျိုးတူလဲကြာလဲခွင့်မျိုးစဲနိုင်ငံတွေနဲ့ခွင့်မျိုးပြီးတော့စီးပွားရေးအရာထိတ်တန့်ရောက်နေတဲ့နိုင်ငံတွေကအခွန်စနစ်ကိုကြေကြေပြန့်သုံးပါတယ်အဲ့တော့ US တို့နိုင်ငံမှာဆိုရင်အခွန်မျိုးစားခွဲတွေအများကြီးရှိပြီးတော့ဒီပြည်သူတွေကအစိုးရစီကိုအခွန်ဆောင်တယ်အစိုးရကအဲ့ဒီအခွန်ငွေတွေကိုစီမံခန့်ခွဲပြီး နိုင်ငံရဲ့ကဏ္ဍအောင်ဆုံးမှာဖွံ့ဖြိုးဖို့စနစ်တကျအသုံးချတယ်။အခွန်မျိုးစားတွေထဲအဲ US နိုင်ငံမှာကြေကြေလေးပြန်ကောက်တဲ့အခွန်တစ်မျိုးอ่ะကြတော့ income tax လို့ခေါ်တဲ့ဝင်ငွေကုန်ပါ။အမေရိကမှာအစိုးရကကောက်တဲ့ဝင်ငွေကုန်ကဒီပြည်သူတယောက်ချင်းစီရဲ့ဝင်ငွေပေါ်လိုက်ပြီးတော့ပမာဏကွဲရယ်ဗျာ။အဲ့တော့ဝင်ငွေနည်းလို့ရှိရင်စောင့်ရတဲ့ income tax ကလည်းရာခိုင်နှုန်းနည်းတယ်။ ဝင်ဝင်များရင်တော့ရခိုင်လုံးများမယ်အဲ့တော့ခြုံပြောရရင်ချမ်းသာရင်တော့အခွန်များများဆောင်စင်းရရင်ဆောင်တော့ဆောင်သိမဆောင်နဲ့ပေါ့လေတိုက်တိုင်းကိုဝေဝင်နေတဲ့ဘီလီယံနာတွေအဖို့အစိုးရကိုဆောင်ရတဲ့အခွန်ကတော်တော်လေးများမယ်လို့တွေးမိကြပါလိမ့်မယ်ဒါပေမဲ့တကယ်တကယ်လည်းကျွန်တော်ရှေ့မှာရပြခဲ့တဲ့ Elon Musk တို့ Jeff Bezos တို့ Bill Gates တို့ဒီလိုဘီလီယံနာတွေအစိုးရစီကိုအနည်းတည်းဆောင်ရတဲ့အခွန်ငွေကတာမန်ငွေငွေပဲရှိရတဲ့တခြားပြည်သူတွေဆောင်ရရပမာဏနဲ့အတူတူပဲတချို့ဆိုရင် အဲ့ဒီထက်ကနည်းသေးတယ်။သူတို့ရဲ့ဝင်တဲ့ဝင်မြင်တဲ့ share line ပေါ့။ဒီလိုပြောလို့ရှိရင်ယုံရပါမလား။ဒါပေမဲ့အဲ့ဒါအမှန်ပဲ။ US မှာအခြေခံလူရန်းစားတွေဆောင်ရတဲ့အခွန်ကသူတို့ဝင်တဲ့ဝင်ငွေရဲ့20%ကနေ30%အနည်းဆုံးရှိရတယ်။ဒါပေမဲ့ billionaire တွေကသူတို့စုစုပေါင်းရှိရပိုင်ဆိုင်မှုရဲ့တုံညာကနေ800ခန်းလောက်ထိပဲအစိုးရစီဘူးအခွန်ဆောင်ရတယ်။ခုနကပြောလိုက်တဲ့တုံညာဆိုတာကကြတော့လုံးဝကိုမဆောင်ကြတာမဆောင်ရတာမျိုးပေါ့။ဒီနေ့ပြောရရင် အခွန်ဆောင်လာပါဘီလီယံနာတွေတုံးတယ်အခွန်ဆောင်ကြီးတွေကအများကြီးရှိတယ်သူကဥပဒေပေါင်းတွေကနေပဲအခွန်စနစ်ထဲရှိနေတဲ့အားနေချက်တွေရူပောက်တွေကိုတုံးပြီးတော့အခွန်ကိုနည်းနည်းတလောင်းနည်းအောင်ချစ်ကုန်ရင်းနဲ့ပူပူချမ်းသာလာအောင်ဆောင်ရွက်ကြတယ်အဲ့ထက်ကအထင်ရှားဆုံးလူကိုအရင်ပြောပြမယ်အဲ့တော့ တာမန်လူအများစုရဲ့ဝင်ွေကအလလုတန်ခါနေရတယ်ဘာကြောင့် paycheck တွေလာစားရတာနေပေါ့ဒါတွေကိုဝင်ွေလို့ကျွန်တော်တို့တတ်မှတ်မယ်ဒါပေမဲ့ဘီလီယံနာတွေကိုသွားပြီးတော့ခင်ဗျားဝင်ွေဘယ်လောက်ရှိလဲလို့သွားမေးရင်တေချာတူမဖြစ်ဘူးသူရဲ့ကြွယ်ဝချမ်းသာမှုအများစုကဒီယင်းနှိမ့်ညွတ်နံမှုတွေ stock share တွေနဲ့ real estate လို့ခေါ်တဲ့အင်ချမ်းမြေရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေထဲမှာရှိကြတယ် US ရဲ့ဝင်ငွေခွန်စနစ်ကဒီလူတစ်ယောက်တစ်နှစ်ကိုလစာဘယ်လောက်ရလဲဆိုတာပေါ့ပဲအခြေခံကောက်တာပြီးတော့ဘီလီယံနာတွေကဘယ်လိုလူလဲကြလဲဆိုတဲ့အခါကျတော့သူတို့ကလစာမရှိဘူး အဲ့ဒီအစား asset လို့ခေါ်တဲ့သူတို့ရဲ့ဒီပိုင်ဆိုင်မှုကြီးတစ်ခုလုံးကိုဒီဘဏ်တွေကနေချင်းငွေထုတ်ဆုံးကြတယ်ဘယ်လိုလဲဆိုလို့ရှိရင်ချင်းငွေကအခွန်မဆောင်ရဘူးငွေချေးလိုက်တဲ့ဆိုလို့ရှိရင်အဲ့ဒီချေးလိုက်တဲ့ငွေကိုသူတို့မပိုင်တာမလို့အဲ့ဒီငွေအတွက်အခွန်ကိုမဆောင်ရဘူးပေါ့ဥပမာကျွန်တော်ကဘဏ်တွေကိုသွားပြီးတော့ငါ့ကိုဒေါ်လာတန်း90လောက်ချေးပါပေါ့ဘဏ်တွေကလည်းကျွန်တော်ကဘီလီယံနာလည်းဖြစ်တယ်ဘီလီယံချီတန်တဲ့ပိုင်ဆိုင်မှုတွေလည်းချိအောင်လို့ထုတ်ပြီးတော့ချိလိုက်တယ်ဒါဆိုရင်အဲ့ဒီဒေါ်လာတန်း90ကိုကျွန်တော်ကအပူပင်မရှိ သုံးလို့ရပြီ မြင်သာတဲ့ဥပမာပေးရရင်အခုလုံးသိကြတဲ့ Elon Musk ဆိုရင်ဒီနှစ်တည်းအများကြီးကြာတဲ့အထိ Tesla ကနေလာစာတပြားမှမယူဘဲနဲ့ကုမ္ပဏီရဲ့ stock share တွေကိုပဲလက်ဝါခါဖြစ်ယူတယ်။ပြီးရင်အဲ့ဒီ stock တွေကိုတုံးပြီးတော့ချင်းွေယူတယ်၊ဒါကိုတုံးတယ်။ဒါဖြစ်ရင်ဘန်တွေကိုအဲ့လိုချေးထားတဲ့ငွေရကြတော့ရောဘယ်လိုပြန်ဆက်မလဲ။သူတို့အဓိကတုံးတဲ့နီးကနှစ်နီးရှိတယ်။ပထမနီးကအဲ့ဒီပိုင်တဲ့ stock တွေကိုပဲပြန်ထုတ်ရောင်းလိုက်။ stock တွေကိုထုတ်ရောင်းလိုက်လို့ လက်ထဲငွေရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီငွေက traceability ရှိသွားပြီ။တနည်းပြောလို့ရှိရင်အခွန်ဆောင်ရတော့မယ်။ဒါပေမဲ့ stock ထုတ်ရအောင်လို့ငွေရတာကကြောက်တော့ဝင်ငွေခွန်နဲ့မညိပဲနဲ့ဒီအမျက်ခွန်လို့ခေါ်တဲ့ capital gain tax နဲ့ပဲသွားညိရတယ်။အမျက်ခွန်ကဝင်ငွေခွန်ထက် ော်တော်သက်သာတယ်အများဆုံး20ခိုင်နှုန်းရှိပဲအခေါ်ဆောင်ရတယ်ဝင်ငွေခွန်ဆိုလို့ရှိရင်40ခိုင်နှုန်းကျော်လောက်ထိကိုဆောင်ရတာမလို့ပြောရင်တော်လောက်ကိုသက်သာတာပေါ့အဲဥမာလစာဒေါ်လာ10သန်းလောက်ပဲဂျူမန်စာ7သန်းတန်နဲ့ slot တစ်ခုပဲထုတ်ရောင်းလိုက်တယ်အဲ့ဒီကနေအခွန်ဆောင်ရတဲ့ပမာဏကိုတဝက်လောက်သူတို့ short ချနိုင်တယ်။ဒီနည်းနဲ့ဘန်တွေကိုပြန်ဆက်လို့ရတယ်။ဘန်တွေကလည်းသူတို့ကိုငွေချေးတုံးလုံးကိုတော်တော်လေးနှိမ်ပြီးတော့ယူကြတယ်။အကြောင်းကဟိုဘီလီယံနာတွေကပြန်မဆက်ဘူးဆိုရင် တို့ပေါင်နှံထားတဲ့ stock တွေကအချိန်တိုင်းတက်နေတဲ့အတွက်ကြောင့်မလို့ဒါတွေကိုအချိန်မီးသူတို့သိမ်းနိုင်လို့ရတယ်။ billionaire တွေကလည်းဥမာဒေါ်လာတစ်ဘီလီယံကိုအတိုးနေရာခိုင်နှုန်းနဲ့ချေးရယ်ပဲဆိုပါစို့။တစ်နှလုံးနေမှာဒေါ်လာ30လောက်ပဲဆိုတော့အတိုးပေးရတယ်ဗျ။ဒီတော့ဝင်းဝေဖုန်လို့တစ်ဘီလီယံဝင်နေဆိုရင်အနည်းဆုံးဒေါ်လာ300လောက်ဆောင်ရမယ်အစား။ဒီလိုပဲချိလိုက်တယ်ချိလိုက်ပြီးတော့မှအနည်းဆုံး10ဆလောက်ကျော်အောင်တတ်တာအောင်လုပ်လို့ရတယ်ပေါ့နောက်တစ်နည်းကလည်းခုနကနည်းနဲ့ခက်ဆက်စမယ်အဲ့ဒါကချိထားတဲ့ငွေကို ပြန်ဆပ်ဖို့ နောက်ချင်းွေတခုထပ်ယူတာမျိုးပေါ့ဥမာ3000ထချေးထားရင်နောက်ထပ်350ထချေးရယ်အခုနောက်တရာပြန်ဆက်တယ်50ကိုဆက်ပုံနဲ့ကုံသွားလို့ရှင်နောက်ထပ်တရာထချေးမယ်ပြန်ချီထားရင်50ကိုပြန်ဆက်မယ်အဲ့လိုမျိုးတို့ကအကျွေးတန်ရတဲ့တဝဲဝဲလဲနေအောင်လို့တမင်ကိုလောက်ကြတယ်နောက်တော့ဘီလီယံနာအများစုချင်းွေယူကြရင်ဒီငွေရင်းကိုနှစ်တွေအများကြီးကြတဲ့အထိပြန်ဆက်လို့မရှိဘဲနဲ့တိုးတွေပဲအဲ့လိုမျိုးပင်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 နဲ့လူလဲကြကြတယ်စတော့ကိုပြပြီးတော့ချီထားတာမလို့အဲ့ဒီ socket တန်မိုးတာ တက်နေမယ်ဆိုလို့ရှိရင်ဒီ stock ကြီးတစ်ခုလုံးမဟုတ်ရင်တော့လို့7တတိလေးတို့တော့ခွဲပြီးတော့ထုတ်ရောင်းလိုက်တယ်အဲ့ဒါကနေဆောင်ရမယ့်အမျက်ခွန်ကိုမနေ့လေးအစိုးရစီပြန်ပေးရင်းနဲ့ဒန်စီကိုပြန်ဆက်တယ်ပေါ့အဒီနီးနဲ့ဝင်းဝေးဖွန်ဆောင်စရာမလိုပဲလက်ထဲမှာငွေများများကင်တုံးနိုင်တယ်စော်ကြီးတစ်ခုလုံးကိုလည်းထုတ်ရောင်းစရာမလိုတော့မလိုအမျက်ခွန်လည်းပေးစရာမလိုတဲ့အပြင်ချင်းငွေရဲ့အတိုးကလည်းနေတယ်တစ်ခါတလေဆိုလို့ရှိရင်ဘန်တွေကအဲ့ဒီအတိုးတွေကိုတော့သူတို့ကိုပြန်ဆက်စရာမလိုပဲနဲ့ခြေပေးရဲ့အတိုးတွေခြေပေးရဲ့ ဒါကြောင့်မလို့ဘီလီယံနာတွေအတွက်ဒီနီးကအဆင်အပြေဆုံးလို့ပြောလို့ရတယ်။မှတ်သားဖို့ကောင်းတာတစ်ခုကတကယ်လို့ပြောရကတည်သွားမယ်ဆိုရင်တေလူရဲ့အမွေကိုဆက်ခံမဲ့သူကသူရမဲ့အမွေတွေနဲ့ဆိုင်တဲ့အခွန်တွေမြေတွေပါဆိုလို့ရှိရင်လည်းကျွန်တော်တို့မြေခွန်တွေဒါတွေဆောင်ရတယ်ပေါ့။နမူနာကျွန်တော်ကလုံခဲ့တဲ့ဒီတစ်နှစ်က10ဒေါ်လာတန်တဲ့ share ကိုဝယ်လိုက်တယ်။ဒီနှစ်ကျတော့အဲ့ဒီ share ကဒေါ်လာ900တန်နေပြီ။အဖြစ်ချင်တော့ကျွန်တော်အဲ့နှစ်မှာပဲတည်သွားတယ်။ကျွန်တော်မြေကိုကျွန်တော်အဲ့ share အမွေပေးခဲ့မယ်ပေါ့။ သူသားကအဲ့ဒီ share ကိုထုတ်ရောင်းမယ်ဆိုရင်နင်းထိုင်နဲ့မြတ်သွားတဲ့ဒေါ်လာ490ပူတော့ကိုအမျက်ခွန်ဆောင်ရမယ်ဒါပေမဲ့ US ရဲ့အခွန်ဆိုင်ရာဥတွေမှာဘာယူပေါက်ရှိနေလဲဆိုတော့တကယ်လို့သာလူတစ်ယောက်တည်ရင်သူပိုင်တဲ့ပိုင်ဆိုင်မှုတွေကိုလက်ရှိပေါက်ဈေးနဲ့ပဲတန်ဖိုးဖြတ်မယ်ဝယ်ဈေးနဲ့လက်ရှိဈေးကွာလို့ရလာတဲ့အမျက်တွေကို capital gain tax ဆုတ်ခေါ်ရဲ့အမျက်ခွန်ကိုသူကပယ်ဖြတ်ပေးတယ်ပြီးတော့ billionaire ကအဲ့ဒီဥပဒေကိုဖောက်ကွက်ကိုနင်းပြီးတော့တုံးကြတယ်ဥမာ Bill Gates ဆုံးသွားတယ်ပဲဆိုပါစို့ ဝေခရဲ့တမီအဒိုးကိတ်ကဒီသူ့ဖေပိုင်းနဲ့ရှယ်ယာကိုအမွေရမယ်ဗျာရှယ်ယာကဘယ်ကိတ်ဝယ်တော့ကတော့ဒေါ်လာတန်း100လောက်ပဲတန်ပေမဲ့သူတေးတဲ့အချိန်မှာဆိုပါစို့ဒေါ်လာ10ဘီလီယံတန်နေပြီဒါပေမဲ့ပိုင်းဆိုင်သူတေးလို့ရှိရင်အမျက်ခုံကိုပြန်ဖြတ်ပေးရတဲ့တတ်မှတ်ချက်အရအဒိုးကိတ်လက်ချေအဲ့ဒီရှယ်ယာရောက်ရင်ရှယ်ယာကလုံးဝအစ်စ်လို့ဖြတ်သွားတယ်သူသာတကယ်လို့အဲ့ဒါကိုဒဗီလီယံနဲ့ပြန်ရောင်းချင်တယ်ဆိုရင်တော့ အမြတ်ခွန်ဘာပြောင်းမပေးချင်မလို့တော့ဘို့အဲ့ဒီနေကိုကျွန်တော်တို့ buy borrow time strategy လို့ခေါ်ပါတယ် asset တွေဝယ်တယ်အဲ့ဒါတွေကိုဘန်းပြပြီးချီးတယ်ပြီးတော့တည်တဲ့အခါမှာအငွေတွေကိုအခွန်မဆောင်ရစေပဲလက်ဆင့်ကမ်းတယ်ဒီနည်းနဲ့သူရဲ့ကြွယ်ဝချမ်းသာမှုကိုစွေစင်မျိုးဆက်လက်ဆင့်ကမ်းပြီးတော့ထိန်းသိမ်းသွားပါတယ်နောက်ထပ်နည်းတွေလည်းအများကြီးရှိတယ်အဲ့ဒီထက်တစ်ခုကဒီအခွန်မကောက်တဲ့နိုင်ငံတကာဘဏ်တွေထဲကိုအကောင့်ဖွင့်ပြီးတော့ငွေသိမ်းတာမျိုးပေါ့ ကျွန်တော်စစ်စလန်တို့ဘာမြူဒါတို့ကေမန်ကျွန်းစုတို့လိုနိုင်ငံတွေကနိုင်ငံခြားပတ်စံအတွက်ကိုငွေခွန်ကောက်လိမရှိလို့ ဘီလီယံနာရီအနေနဲ့သူတို့ရဲ့ဒေါ်လာတွေကိုအဲ့မှာကာလအကြာကြီးတင်ထားလို့ရတယ်။ပြီးရင်အဲ့လိုနိုင်ငံတွေမှာပဲကျွန်တော် Shell Company ကိုခေါ်တဲ့ပေါ်ရန်အခွန်တသာအထက်မှာဗလာပေါ့တကယ်အလုံးမလုံးတဲ့ company ကိုဖွင့်ထားတယ်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအဲ့ဒီ company အတီးတီးရဲ့ဖြန့်ကျက်ထားလိုက်ပြီးတော့မှဒီဘက်မှာအခွန်ဆောင်တော့ပဲနဲ့ company တရရဲ့နိုင်ငံကအခွန်နည်းနည်းလေးကိုပဲအယောင်ပြပြီးတော့ဆောင်တာမျိုးပေါ့။ဘီလီယံနာတချို့ပိုင်တဲ့ corporate တွေကအဲ့ဒီမျိုးတုံးကြတယ်။ဒီအခွန်ရွယ်တဲ့နိုင်ငံတွေပေါ့။အမဘာမြူဒါလိုမျိုးလုပ်ငန်းခွန်တစ်စက်မှမတော့တဲ့နိုင်ငံတွေမှာ company ဌာနချုပ်ကိုအယောင်ပြဖွင့် ွင့်ထားရယ်ပြီးလို့ရှိရင် US ဆိုနေရာမှာစီးပွားရေးကိုအကြီးကျယ်လို့ရသမျှအချို့မြတ်ကိုတော့ခုနက ာမျိုးဒါကိုပြန်ပို့ဟိုအဲ့လိုမျိုးနီးနဲ့ဒီဘက်ကအခွန်မဆောင်မင်းနဲ့ကိုဘက်နိုင်ငံကအခွန်နေနေကိုပဲဆောင်လိုက်တာမျိုးပေါ့ဒါပေမဲ့တကယ်တကယ်ရမ်းကြတော့အဲ့တော့လောက်အားရိအရင်းမြစ်အားရိ US ကလာသုံးသွားပေမဲ့ US အစိုးရကတော့သူတို့အခွန်မဆောင်ရဘူးနောက်ပြီးတော့တခြားအခွန်တင်းကျပ်မှုမရှိရဲ့စိတ်ကန်းနိုင်ငံတွေမှာလည်း luxury car တွေတမိုးကြီးပကြီးတွေရွှေတွေလက်ဝတ်ရည်နာတွေလို့ကိုယ်တိုင်လောက်တွေတော်တော်ထားကြတယ်အဲ့ဒီပစ္စည်းတွေကစိတ်ကန်းကနေမခွာမချင်း အခွင့်မဆောင်ရဘူးအဆင်ပြေတာပေါ့ဒီလိုမျိုးအခွင့်ချောင်တဲ့နိုင်ငံတွေကို tax haven လို့ခေါ်ပါတယ် tax haven တွေကသူတို့နိုင်ငံထဲမှာလဲပတ်တဲ့ငွေကြေးနဲ့ပတ်သက်တာတွေကိုတခြားနိုင်ငံတွေစီပြန်ပြောညှဝေလေးမရှိအောင်လို့ဘီလီယံနာတွေနဲ့သူတို့ဒီလုပ်ငန်းတွေအဖို့တော့တကယ်ကိုနှက်ပြီပဲ နောက်တော့ US စပါဝင်အစိုးရတွေကလုပ်ငန်းလို့လို့ကုန်ကြရတဲ့တရားဝင်စျေးတွေပုံမှန်လာစာတွေပေးရတယ်ရုံးခန်းပိုးတွေ operation cost တွေရှိမယ်ဆိုရင်အဲ့ဒီလုပ်ငန်းတွေကိုဝင်ဝင်ကုန်တတ်ညာပြီးတော့ကောက်ပေးလိမ့်ရှိတယ်။ billionaire တွေကအဲ့ဒါကိုအခွင့်အောင်းယူပြီးသူတို့ရဲ့ personal သုံးတဲ့တကူရီကုန်ကြစျေးတွေကိုလုပ်ငန်းအတွက်လို့ဒိန်လေပြီးတော့ခေါင်းစဉ်တတ်ကြတယ်ပေါ့။ဥပမာ model ကလိုနေရာမျိုးကိုပထမတန်းစားလေရင်နဲ့တော့ပြီးတော့ ဟို five star hotel မှာတစ်ပတ်လောက်တင်းလိုက်မယ်ဒါပေမဲ့ motive မှာသူတို့အလုပ်ကိစ္စအတွက်ပြောရမယ့် meeting လေးတသေးလေးရှိရင်တော့သူတို့အဲ့ဒီခီးကြီးတစ်ခုလုံးကိုလုပ်ငန်းကုန်ကျငွေအဖြစ်နဲ့နာမည်တက်လိုက်တယ်လုပ်ငန်းနာမည်နဲ့ကုန်ကျတဲ့ငွေတွေဖြစ်လို့အနေနဲ့အများတော့ဆောင်ရရဲ့အခွန်ကညော့တော့တာပေါ့ဘလားတူပဲမလက်စရီကားတစ်စီးလောက်လာဆိုရင်လည်းအဲ့ဒီကားကိုကုမ္ပဏီဘက်ကနေအဆန့်ချပြီးလုပ်ငန်းတော့ကလုပ်ဖြစ်တယ် နောက်လုပ်ငန်းရှင်တငယ်ချင်းတွေသူတို့အချင်းချင်းလို့တကယ်ကိုကဲကြီးကန်းကြီးစားတော့ဆိုင်တွေမှာညစာတက်စားမယ်ဆိုရင်လေသူတို့အဲ့ဒါကို business meeting အဖြစ်နာမည်ယူရဲပန်းပြေအိမ်တွေရွက်လီတွေဝယ်ရင်လေလုပ်ငန်းသုံးရုံးခန်းတွေဖွင့်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အဲ့လိုမျိုးလုပ်ကြအောင်ပေါ့အစိုးရတွေကဒါရီကိုတည်တယ်ဒါမဲ့ဘီလီယံနာတွေရဲ့အခွန်ရှောင်မှု သူတို့ရဲ့ဒီစီစဉ်အောက်ဆောင်ကာဝယ်ဖို့လုပ်ရက်တွေကတရားဥပဒေဖောင်နေပဲရှိနေတယ်အဲ့တော့သူတို့အနေနဲ့အဲ့ဒီဥပဒေဟာကတ်တွေကိုဖာပြတ်တာကိုပြတ်တာကလွဲရင်တခြားဘာမှမတတ်နိုင်နိုင်ငံဖြတ်ကျော်ဒေါ်လာတော်လောင်းတဲ့ကိစ္စတွေဟိုပိုင်ဆိုင်မှုအပြည့်စုံမပြတဲ့ကိစ္စတွေအတွက်ကို FATCA လို့ခေါ်တဲ့ Federal ဥပဒေတွေကိုလည်းဒီ US အစိုးရကမိတ်ဆက်ထားပြီးသားပဲတခြားနိုင်ငံကအစိုးရတွေကလည်းအချင်းချင်းဟိုပေါင်းရင်းနဲ့ နိုင်ငံတကာအခွင့်အရေးတွေကိုအားနည်းချက်မရှိအောင် regulations တွေချမှတ်နေပေမဲ့ညံကြီးရဲ့ billion တွေကတနည်းမဟုတ်တနည်းနဲ့အခွင့်အရေးကိုမရအရရှောင်နေကြဆဲပဲသမရဘိုင်ဒန်လက်ထက်တုန်းကတော့ဒီ billionaire ရဲ့ကြေဝါချမ်းသာမှုပေါ်လိုက်ပြီးတော့အနေဆုံးပေးကိုပေးရမယ်ဝင်ဝင်ခုံဥပဒေ။ဒါ billionaire minimum income tax BMT လို့ခေါ်ရဥပဒေပေါ့။ ကောင်ထယ်ပေါ်ဖို့လုပ်ခဲ့ဘူး။ဥမာဒီမိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးပေါင်းရင်ဒေါ်လာတန်တရာတန်ရဲ့တနက်ကိုအဲ့ဒီပိုင်ဆိုင်မှုရဲ့အနည်းဆုံး20ရာခိုင်နှုန်းကိုအစိုးရစီခွန်ဆောင်ရမယ်ဆိုရက်သတ်မှတ်ချက်မျိုးပေါ့။အဲ့ဒီဥပဒေထဲမှာတော့ဒီဝင်ငွေတွေကိုပဲမဟုတ်တော့ဘဲနဲ့ပိုင်ဆိုင်မှုတစ်ရက်လုံးကိုခြုံငုံထားလို့ဘီလီယံနာရီအဖို့တော့လွယ်တော့မလွယ်ဘူးပေါ့။ဒါပေမဲ့လက်ရှိသမ္မတထရမ့်လက်ထက်မှာတော့ဒီဥပဒေချမ်းထွက်လာမထွက်လာအချင်းတွေကိုမသိရဘူး။ ။ Now stock တွေပိုင်နေဆိုရင်လည်းအဲ့ဒီ stock တွေရဲ့တိရိပ်တက်နေတဲ့အတမိုးတွေပေါ်လိုက်လို့အမျက်ခွန်ကောက်တဲ့ဥပဒေချမ်းတွေရှေ့ဆော့ချက်တွေလို့လည်းရေးဆွဲနေရလို့သိရတယ်။ဒီထက်မှဒီ Internal Revenue Service IRS ဆိုအခွန်အခွဲစည်းတွေကလည်းဘီလီယံနာရီအမွေဆက်ခံရမှာအမျက်ခွန်ပယ်ထွက်တဲ့ဥပဒေကိုပြန်ရုပ်သိမ်းဖို့စူးစမ်းနေတယ်။ဘာရီဘလိုပဲလို့လို့ဘီလီယံနာရီကကမ္ဘာမှာအတော်ဆုံးလို့ပြောလို့ရတဲ့စီးရင်သမားတွေ ဥပဒေအကြံပေးအဖွဲ့တွေနဲ့အကောင်စားအုပ်လုပ်တွေတုံးပြီးတော့သူရဲ့စီးစင်ဥစ္စာတွေကိုမထိခိုက်အောင်စထက်တူတိုးပွားလာအောင်အမြဲတမ်းလမ်းတွေရှာနေလို့ရှိတယ်။ဒါကြောင့်မဲ့ဘီလီယံနာဖြစ်နေရတာပေါ့လေ။အဲ့တော့နောက်ပိုင်းမှာစီးပွားရေးသမားတွေကပထဝီနိုင်ငံရေးကိုလှုပ်ခတ်အောင်လှုပ်လာနိုင်စွမ်းရှိရဲ့အစိုးရတွေနဲ့လည်းအကျိုးတူပူးပေါင်းပြီးတော့ Elon Musk ဆိုလို့ရှိရင် Trump နဲ့ပကုံးဖက်ပေါင်းနေရမျိုးပါတွေ့လာရတယ်။ချုပ်ပြောရရင်ဘီလီယံနာတွေကဥပဒေကိုချိုးဖောက်နေလားဆိုလို့ရှိရင်တော့မဟုတ်ဘူး။အစိုးရတွေကသူတို့ကိုတားနိုင်ဖို့ ဟာကုတ်တွေကိုဖန်နိုင်ဖို့လုပ်ပေမဲ့လေဘီလီယံနာတွေကပဲအမြဲနာတစ်ဖက်တာနေလေးရှိရတော့အမှန်ပါပဲဒီလိုနဲ့ဟိုလူဒန်းစားအလောအတီးပြရဲ့ချမ်းသာကြွယ်မှုကအင်တန်ကိုဟာလာရဲ့ချမ်းသာတဲ့သူတွေကစထတ်တို့ချမ်းသာလာရင်လည်းအခြေခံလူဒန်းစားဆရာတော့ဆင်ရယ်နဲ့တထနဲ့လာရဲ့လို့ဒီလူမှုရေးနဲ့ပတ်သက်တဲ့သူတွေသနာပညာရှင်တွေကသုံးသပ်ကြတယ်ဒီတော့အခုကြည့်နေတဲ့လူကရောဒီဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲအဲ US တွေမဟုတ်ဘူးခွန်စနစ်ကြီးတစ်ခုလုံးရဲ့အလုပ်လုပ်ပုံကို ပြောင်းလဲတယ်လို့ထင်လားတမန်လူတွေခမမှာဒီအခွန်အလမ်းတွေပြီးပြီးတော့အခြေခံဘဝကနေရောမထွက်နိုင်ချိန်ဘီလီယံနာရီရဲ့လောရကတကယ်ရောညတရဲလားလူဒန်းစားအလော်ရီဟွာဟမ်ကြီးလာတဲ့ပတ်သက်လို့ရောဘယ်လိုမြင်လဲကောမမှာဆွေးနွေးခိုင်းနိုင်ပါ့မလဲ